ဒီလို oranges ပလင်းလေးပေါ့နော်ဒီဘက်ဘယ်ဘက်မှာရှိတဲ့ဗျောင်ပလင်းလေးကိုညာဘက်မှာဖြစ်သွားတဲ့ပုံစံအတိုင်း plastic ပကင်လေးပတ်ထားတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးထားတယ်။ဒါက mock up design တွေကို photoshop ကိုအသုံးပြီးတော့လုပ်သွားတာဖြစ်ပါတယ်။လောက်ရတာအရင်လွယ်လွယ်လေးပါ။လောရတာအရန်လွယ်တဲ့အပြင်ထွက်လာတဲ့ result ကအရန်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာလေးကိုလည်းကျမတို့ smart tracer နေပြီးတော့တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ Okay အဲဆိုရင်ဆက်ကြည့်ကြရအောင်အတိုင်းမှာပဲ file new ကိုယူပါတယ်ဒီမှာတော့ A4 size ကလေးကို resolution 300နဲ့ယူပြထားပါရရှင်။ ီမှာတော့လိမ္မော်ရည်ဖြောင်းပလင်းလေးတစ်ခုကိုအသုံးပြုထားပါတယ်ကွန်ထရိုးတီကိုအသုံးပြုပြီးတော့ကိုလိုဂျင်နဲ့စိုက်ကိုချဲ့ပါတယ်ပြီးရင် control တီမှာပဲ rotation လေးအလုပ်လုပ်လိုက်လို့ရပါတယ် control တီမှာပဲ down လေးကိုသွားလို့လို့ရှိရင်မြောက်အကွေလေးပေါ်မယ်ပေါ့နော်အဲ့ကနေပြီးတော့ကိုလိုဂျင်နဲ့ rotation degree လေးအထိရအောင်သွားလို့ရပါတယ် မော့ကပ်ကိုသုံးဖို့အတွက်ဆိုလို့ရှိရင်တော့ဒီဇိုင်းလေးကိုဒီလေယာဉ်ကိုတော့ duplicate ထားဖို့လိုပါလိမ့်မယ်အဲဒီရရှိထားတဲ့ duplicate လေယာဉ်ကိုကျွန်တော်တို့ကဒီပလင်းပုံလေးအလိုက် selection လေးတလုပ်ပါတယ် selection 2တွေကတော့အများမျိုးစုံရှိတယ်ပေါ့နော်ကျွန်မကတော့ပို့ပြီးတော့လွယ်တဲ့လွယ်လင်းတစ်ခုသွားလို့ရတဲ့ဒီ selection တစ်ခုကိုယူလိုက်ပါတယ် ါဆိုရင်တော့ selection မှတ်ပြီးသွားပါပြီ now add a mask တခုလောက်ထားလိုက်ရဲ့အဲ့ selection ကိုပဲအဲဒီပုံမှာဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ design sticker လေးသို့မဟုတ်လို့ရှိရင် design plastic packaging လေးတခုတင်ခြင်းနဲ့အဲ့တော့တင်ခြင်းနဲ့ပုံလေးကိုပေါ့နော်သူ့ပုံမှာတင်မယ်ဆိုတော့ပုံလေးတခုကိုကိုက file open တခုလုပ်လိုက်တယ်ကျွန်မကတော့ဒီအပေါ်မှာဒီ orange juice ဖန်ခွက်ကလေးလည်းပါခြင်းနဲ့လိမ္မော်သီးလေးတွေလည်းပါခြင်းနဲ့ဒီဇိုင်းလေးကိုလိုချင်တော့ဒီဒီဇိုင်းလေးကိုအသုံးပြုမှဖြစ်ပါတယ်ရှင် အဲ့တော့သူ့ကိုလည်းပဲအဲ့လိုပါပဲ control t ဆိုပြီးတော့ဒီ site ကိုကြီးလို့သေးလို့ရတယ် rotation တွေပေးလို့ရတယ်ကိုလိုချင်တဲ့နေရာအထိကိုသွားလို့ရပါတယ်ပြီးလို့ရှိရင် opacity ကိုရှော့ကြည့်ပြီးတော့လည်းပဲအပေါ်ကပုံလေးကပလင်းလေးရဲ့ဘယ်နေရာလောက်ထိရောက်ပြီဆိုတာကိုလည်းကြီးလို့ရတယ် ကိုစိတ်တိုင်းသာကြည့်ပြီးတဲ့အခါမှာအပေါ်စတီကိုပြန်တင်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့အဲ့ဒီ picture ပေါ်မှာပဲ right click create clip mask ကိုယူလိုက်ထားတဲ့ဒီပိုင်းနဲ့တက်တဲ့အပိုင်းတွေကပျောက်ပြီးတော့ဒီ pop plane ရဲ့ပုံ selection ပေးထားတဲ့ပုံမှာပဲအဲ့ဒီအပိုင်းလေးရောက်သွားမှာဖြစ်ပါတယ် ောက်ထပ် two degree layer လုပ်တယ်အဲ့ဒီ layer ကိုကိုယ့်အပေါ်ဆုံးထိရအောင်တင်းရမယ်တင်းပြီးလို့ရှိရင်လည်းပဲအဲ့ဒီပုံမှာ right click create clip လုပ်တဲ့အခါလုံလိုက်လို့ရပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီရဲ့အပေါ်မှာတင်ထားတဲ့ packing paper လေးပို့ပြီးတော့ကြောက်ကြောက်ရွရွလေးဖြစ်စေချင်လို့ပါအဲ့ဒါပြည်တာနဲ့တပြိုင်နဲ့ဒီဥစ္စာလေးကိုဘာလို့လို့ရလဲဆိုလို့ရှိရင်အပေါ်က normal နေရာမှာ liner band လို့ဘာလို့ပေါ့နော်ခொနကလို့အသုံးပြုကြည့်လို့ရပါတယ် ဲ့တော့ဒီပုံလေးမှာကနောက်ခံ background လေးတစ်ခုထည့်မင်းဒါမှရှိရဒိမ်မော်ရေးပလင်းလေးကပို့ပြီးတော့ကြောကြောရွရွလေးဖြစ်သွားမှာ ਉਹ အဲ့အတွက်ကြိုက်တဲ့နောက်ခံ background ပုံတစ်ခုယူပါတယ်သူ့ရဲ့ဘေးမှာပေါ့လိုအပ်တဲ့ file လေးဒီ accessory လေးတွေထည့်တဲ့သဘောပါပဲဒီဥစ္စာလေးကတော့လေဒါကတော့ PNG format file လေးကိုထည့်မှအဆင်ပြေမှာပါ ယ်အခုဆိုလို့ရှိရင်တော့ပထမမူရင်းပုံလေးနဲ့အခုပြင်ထားတဲ့ပုံလေးနှစ်ခုကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာပြင်ထားတဲ့ပုံလေးနဲ့ပထမပုံလေးကို꽈ချသွားတာကိုတူတူချာချာလေးတွေ့ရပြီဖြစ်ပါလိမ့်ရှင်လုံနည်းလေးလက်လွယ်လွယ်လေးပါနော်အဲ့တော့ကြိုးစားပြီးတော့လုပ်ကြည့်ပါအောင်နော်လိုအပ်တာရှိလို့ရှိရင်လည်း comment မှာမိခဲ့လို့ရပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေလို့ smart tree စာမိသားစုက မြတ်တာပို့ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော် bye bye